ဖာဂျန်တဘဝတံခွေတဆင်စေယုံမှာပောက်ကွယ်မှုပြပွားခဲ့ပါတယ်။ဤတဆင်စေယုံကအီရန်တောင်ဘက်မှာရှိတဲ့ဆောက်ပါစ်တံခွေစေယုံရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်။ပောက်ကွယ်မှုဟာအီရန်အစ္စရေးရဲ့ဒုံးဒုံးနဲ့တိုက်ခတ်မှုကြောင့်ဖြစ်တယ်လို့အီရန်ကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။ယင်းနဲ့ချက်စေယုံကအီရန်ရဲ့စွန်းအင်စနစ်ရဲ့အလွန်အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်တဲ့ဆောက်ပါစ်နယ်ပယ်နဲ့ချိတ်ဆက်ထားပါတယ်။အီရန်ရဲ့စွန်းအင်စနစ်က PR များစွာအောက်မှာရှိနေပါတယ်။ ဒါဟာအီရန်ရဲ့ယင်နန်နဲ့တဘာဝတောင်ဝင်းစစ်အုပ်တွေကိုအစ္စရေးကပထမဆုံးအကြိမ်တိုက်ခိုက်တာဖြစ်ပါတယ်။ဆော့ပါရဲ့ face 14မှာရှိတဲ့စစ်ရုံမှာမီဆတ်တင်လောင်ဂျန်ခဲ့ပြီးတော့နောက်ပိုင်းမိငိမ့်သွားပါတယ်။အီရန်ကဒီစစ်ရုံရဲ့လုထုတ်လုပ်မှုကိုရပ်တန့်ခဲ့ပါတယ်။အီဂန်နာကနေ့စဉ်တောင်ဝင်းကူဘာမီတာစနပ်တန်းကထုတ်လုပ်လို့ရှိပါတယ်။ တက္ကမူကြောင့်ယင်နန်ဇေ9ရာခိုင်နှုန်းတက်သွားပါပြီ။အီရန်၊အီရတ်၊ဂျော်ဒန်နဲ့အစ္စရေးတို့အပါအဝင်နိုင်ငံများပြားရှိလေပိုင်နဲ့တွေကိုလည်းပိတ်ပစ်ခဲ့ရပါတယ်။အဆိုပါတက္ကမူများကြောင့်အိုမန်မှာရှိတဲ့ပြုလုပ်စဲ၊ပြုလုပ်ရန်ရှိတဲ့စီစဉ်ထားတဲ့စစ်ရေးနဲ့နျူကလ িয়ার စစ်စာညွှန်နိုင်မှုကိုလည်းဖျက်သိမ်းခဲ့ရပါတယ်။နျူကလ িয়ার နဲ့စစ်ပယ်ဆိုင်ရာနေရာတွေကိုတိုက်ခတ်ပြီးတဲ့နောက်မှာအစ္စရေးဟာယခုအခါအီရန်ရဲ့အရေးကြီးတဲ့စွမ်းအင်နေရာတွေပါပါဝင်ပြီးတော့တိုက်ခတ်မှုတွေကိုတိုးချဲ့ခဲ့ပါတယ်။ ဤဒီမှာပြည်ပခါရဲ့အဆင့်ကိုပြင်းထန်စွာတိုးလာကြောင်းပြသနေပါတယ်။အီရန်ရဲ့ Swine in Bewe မြို့စနစ်ကိုပြစီစီဖို့အတွက်အီဇရဲမှာပါဝါရှိတဲ့ဆိုတာကိုလည်းပြသထားပါတယ်။ဒေတာတွင်တည်ရင်မှုနဲ့ကမ္ဘာတစ်ပေါင်းမှာရှိတဲ့ Swine in စီးကွက်နှစ်ခုလုံးကိုထိခိုက်စေနိုင်တဲ့အတွက် Swine in စစ်ပွဲကိုဖြစ်ပေါ်စေနိုင်တယ်လို့ကြွမ်းကျင်သူတွေကတတိပေးထားပါတယ်။တောင်ပိုင်း Pass နယ်ပယ်မှာရှိတဲ့အဓိကဒါငွေစေယောပါဝင်အီရန်ရဲ့ဂျီနန်နဲ့တော့တဘာဝတာငွေကဏ္ဍကိုပြတ်မှတ်ထားခြင်းကြောင့် ဣဇွေက operation rising line ကိုချက်တွင်ခဲ့ပါတယ်။ဒါဟာစစ်ရေးအရတည်တည်တသာတိုးလာတာကိုပြသနေပြီဖြစ်တယ်။ယခုအခါဣဇွေက nuclear နဲ့စစ်ပယ်ဆိုင်ရာနေရာတွေကိုလည်းတိုက်ခတ်နေပြီဖြစ်တယ်။ခြေကန်ဆော့ဝင်းနူလည်းနောက်ထပ်ဆက်ပြီးတော့တိုက်ဖို့အစီအစဉ်ရှိပါတယ်။အဲဒါကြောင့်တဘာဝတန်ခွေထောက်ပံ့မှုပြဿနာတွေရင်းနှံစင်းနှုံးတွေတည်တည်တာမြစ်တက်လာခြင်းနဲ့တန်တမာရေးရဆွေးနွေးပွဲတွေရပ်တန့်ခြင်းဖြစ်စေခဲ့ပါတယ်။ဒီပြည်ပခါတွေဆက်လက်ဖြစ်ပွားနေတာကြောင့်အီရန်ဟာတိုက်ခတ်မှုတွေ ိုများလာကဒေတာတွင်ပြဿနာတွေကိုပုံပုံဖြစ်ပေါ်စေနိုင်ပါတယ်